ကနေယထာစီးသွားရင်နိုင်ငံယေရှုမြော်ခင်တွေနဲ့အတူ9နိုင်ခွဲလောက်သွားရင်တော့မြန်မာနိုင်ငံရဲ့အကြီးဆုံးရွှေသက်ထူကျော်ကြီးရှိတဲ့စကိုင်းတိုင်းကောလင်းမြို့ကိုရောက်ပါတယ်စကိုင်းငလင်းစုံရဲ့ပြည့်ရွေကြောပေါ်တရှိလို့ပြည့်ရွေပိုတိုင်အားနဲ့ဝှက်ထွက်လာတဲ့ကြောက်သားနဲ့ရွှေပါဝင်မှုကိုမျက်စိနဲ့မြင်နိုင်တဲ့အကြီးဆုံးရွှေတထုကြောကြီး မြန်မာနိုင်ငံမှာရွှေအများဆုံးထွက်ရှိတဲ့ကုန်းလင်းမြို့နယ်ကကြောက်ပထိုးတောင်။အီယာဝဒီမြို့အနောက်ဘက်14မိုင်အကွာမှာရှိတဲ့ဧကာပေါင်း1292တသမ39ဧကအကျယ်နဲ့ရွှေသက်ထုထုဖော်မှုကိုစတင်ခဲ့တဲ့ဒေသ။ဒီလိုကြပ်ပတို့ဒေတာကရွှေသက်ထုကိုစတင် တွေ့ခဲ့တဲ့အမေတို့တရား ရွှေတစားပိုင်ဆိုင်တာမရှိဘဲစင်စင်ရရနဲ့ဘဝကိုဖျက်သန်းနေတာလက်ရှိအချိန်ထိပါဘာမှမပြီးဘူးမပေးရတဲ့အထက်အခုနေစရာတောက်မှအိမ်တောက်မှမိုးမလုံဘူးထမင်းတောင်မစားလို့ဒီလိုမျိုးဘူးစုခွက်စုံလမ်းပေးမှကောက်ပြီးတော့ရောင်းစားရတာစားကြရမရှိလို့တာသမီ9ရောက်ရှိတဲ့ဒေါ်ရွှေပြိုင်ဟာအသက်65နှစ်ရှိပြီးစောင့်ဝင်နေရအခက်အခဲကြောင့်ကလေးတွေကို အထက်တန်းကျောင်းပြအောင်မထားနိုင်ခဲ့ပါဘူးကိုလင်းမျိုးနဲ့ ဘန်ဘူးကုန်းကြီးရွာမှာနေတဲ့ဒေါ်ရွှေပိုင်းဟာငယ်စဉ်ကကြောက်ဖထိုးတောင်ပေါ်ကနေရီတွင်မှာတောက်သုံးရီသွားခဲ့ရတယ်။ကြောက်ဖထိုးတောင်ကတော့တမိုင်းရာဇဝင်၊ပဇက်ရာဇဝင်တွေနဲ့ထူးခြားတဲ့တောင်ပါ။ကြောက်ဖထိုးတောင်ခွေးတဟောင်း၊အင်ကြီးမင်မီရင်ရွှေတရင်ဆိုတဲ့ရှီးဆူရိုစကားလည်းရှိခဲ့ပါတယ်။ဒေါ်ရွှေပိုင်းအသက်28နှစ်မှာစိတ်ထဲခံစားရတဲ့နေရာမှာခင်မုန်းကိုပြပြပြီးမြည်တူတယ်။ ဘျုံနိုးစီဘူးတဘူးစာလောင်အင်ဝိုင်းလှဲ့တယ်။ရွှေတချက်နဲ့ဆက်နေစီရတယ်။လူတရင်လူချင်းဆောင်ဆိုသလိုကြပထိုးတောင်ကို ရွှေရှာတဲ့သူတွေအများအပြားရောက်လာတယ်။ရွှေတူးရွှေရှာသူတွေများလာလို့ကျင်းပသေးတဲ့သူတွေရှိတယ်။ဒီလိုနယ်မြေအခြေအနေကြောင့်တနိုင်တပိုင်တူဖို့ဝင်ကိုအစိုးရကပိတ်လိုက်ပြီးနယ်မြေသိမ်းဆည်းခဲ့တယ်။ မဝင်ရနေရတတ်မှတ်ပြီးလုံခြုံရေးတွေချထားလို့ရွှေထက်ထက်ကြောက်ပထိုးတောင်အနီးဗန်ပွေးကုန်းကြီးရွာပါ ပြောင်းရွှေ့ရပါတယ်။အစိုးရကရွှေကြောတွဖို့မှုကိုဒေါ်ရွှေပြိုင်း အကူအညီနဲ့စံသက်ဖို့စတင်ခဲ့ပါတယ်။အစိုးရကနေပြီးတော့မှလွတ်လိုက်တာရတယ်တဲ့ဒေါ်ပြိုင်းလုံနေတာတဲ့ဆိုပြီးတော့မှလွတ်လိုက်တော့သူတို့ဘူမိဒေရတွေပါတယ်အစိုးရကမှတ်လာပြီးတော့စမ်းတတ်တယ်လေသမီးကလည်းအဲ့လိုစမ်းတတ်တဲ့အခါကျတော့သူတို့မရတာဘူးမတွေ့ဘူးဒီရွှေနေရောက် မတွေ့တော့အဲ့ဒါជីជីကိုပဲသူတို့ကပြန်ပြီးတော့ခိုင်းတာလေအဲ့တော့ဒီနေရာကိုပြန်ပြီးတော့ခမည်းတွေ့တဲ့နေရာတွေကိုစမ်းတပ်ပြီးပါအဲ့လိုမျိုးခိုင်းလိုက်တော့သူတို့စမ်းတော့မရအောင်လေជីជីပြန်ပြီးတော့မှသူလှုပ်လိုက်တော့ရတာအဲ့လိုမျိုးမြန်မာနိုင်ငံရဲ့ရွှေအများအဆုံးထွက်ရှိတဲ့နေရာကိုပြသပေးတဲ့ဒေါ်ရွှေပြိုင်းကို ရန်ကုန်မှာတိုက်တလုံးကားတစီပေးတယ်လို့သတင်းလွှင့်ခဲ့ပါတယ်1982ခုနှစ်ကနေအစိုးရကရွှေတူးပေါ်လာတာကနေတဆင့် လက်ရှိကုမ္ပဏီ24ချိန်ထိသတင်းစကားအတိုင်းခန်းစား권မရခဲ့တဲ့ဒေါ်ရွှေပိုင်းတယောက်2016ခုဒီဇင်ဘာလလယ်မှာကြီးရွာအစည်းအဝေးလာတာပိုင်ဆိုင်တာကငွေကျပ်တထောင်သားရှိနေတာပါဒီနိုင်ငံတော်စားသုံးနိုင်လောက်အောင်ရောအခုကုမ္ပဏီခက်မှာကုမ္ပဏီအချင်းပြေလောက်အောင်စားသုံးနိုင်လောက်အောင်ရောရထားတဲ့ရွှေတွင်းဖြစ်ပါရက်ကနဲ့ဒီနိုင်ငံတော်ရမိခင်ဖခင်ကြီးဖြစ်ပါရက်တန်းနဲ့ဒီလိုဥပ္ပခါပြတ်ထားတာကိုတော့ နည်းနည်းပါးပါးကြည့်ကြည့်ပြီးတော့မှအဆင်ပြေမယ်ဆိုရင်အဆင်ပြေတယ်လို့လုပ်ပေးစီချင်တာပါသမီးရဲ့အန်တီကတော့အခုနေကြလည်းမရှိဘူးစားကြလည်းမရှိဘူးမိုးကြိုးပြက်ဖျားစုပဲဆန်ဆိုတာလည်းဒီအစီဘူးဘူးခေါ်တယ်ဆိုတော့ဘယ်ကများခုမှလည်းတော့အားမှလည်းဆိုမှပါတာပတ်ဆန်လေးဒါပါခဲ့တယ်ချက်လုံးရှုံကြီးကြီးမှဒါအမှန်ပြောပြတာဒီချွေတွင်းကိုတွေ့တာလည်းကြီးကြီးရဲ့ရောက်ခမဆုံရောရောက်ခမဆုံတော့အဲ့ဒီရောက်ခမရက်လည်းမှာဆုံကျွေးထားတဲ့ထမင်းကြံတဲ့ဟာကိုအဲ့ထမင်းကြောက်ကိုလမ်း လမ်းပြီးတော့မှအဲ့ထမဲကြောက်ကိုစားပြီးတော့မှလှုပ်လို့တွေ့ရတဲ့ရွှေတွင်းဒီရွှေတွင်းကလည်းဩစတြေးလျနိုင်ငံယူကိုစလာဗီးယားနိုင်ငံကပညာရှင်တွေနဲ့1982ခုနှစ်ဝင်းကျင်မှာရွှေကြောရှိမရှိစံတမ်းမှုတွေပြုလုပ်ခဲ့ပါတယ်။1997မှာစက်တင်စံတက်လေပက်ခဲ့တဲ့ ကျောက်ဘဒိုးရွှေတထုတွင်းကိုအမှတ်နှစ်တထုတွင်းလုပ်ငန်းက2000ခုမှာစတင်လုပ်ကင်ခွင့်ရရှိခဲ့ပါတယ်။နေ့စဉ်တန်ပေါင်း1500ကျေဝါနိုင်တဲ့ရွှေတထုတွင်းကို25နှစ်တူးဖော်ခွင့်နေပါ။2009ခုနှစ်မှာအမှတ်နှစ်တထုတွင်းကထုတ်လုပ်မှုအပေါ်ခွင့်မှုစနစ်နဲ့ထာဝရတထုတူးဖော်ရေးကုမ္ပဏီနဲ့ပူးပေါင်းလုပ်ကင်ခဲ့တယ်။ ထောင်ရတတူတူဖော်ရဲ့ကုမ္ပဏီဟာဒေါ်ရွှေပြိုင်းကိုတန်ရှိ လုပ်ငန်းအလုပ်ပေးပြီးတလကျပ်တသိန်းကနေတသိန်း2000ပေးတယ်။ငါးနှစ်အကြာမှာအသက်ကြီးလို့ဆိုကဒီနှစ်မေလမှာအလုပ်ဖြုတ်ခဲ့ပါဗျ။ဒါပေမဲ့ဒေါ်ရွှေပြိုင်းကိုလတိုင်းခန်းစားခွင့်ကျပ်9000နဲ့ထောင်ရကုမ္ပဏီစီပေးကွမ်းမှာအခမဲ့ကုသခွင့်ပေးခဲ့တယ်။ဒေါ်ပြိုင်းဒေါ်ပြိုင်းကျွန်တော်ဒီရတဲ့ ာဒီ unseen unknown နဲ့ကျွန်တော်တွေ့တယ်။ရွှေတတုဆိုရလဲအဲ့လိုထိခမန်းလို့ရလို့ရှင်တော့ကျွန်တော်တွားပြီးတူးလိုက်ရှင်တယ်။အိမ်ကနေစီတော်မိပါ။အန်ဒီကြောက်ဖို့ရွှေတတုတွင်မြန်မြန်အောင်မြန်မာရွှေမြန်မြန်ရပါစေ။မြန်မြန်ထောက်ပံ့ပေးနိုင်ပါစေလို့ဒီလိုကျွန်တော်ဆုတောင်းပေးပါလို့ကျွန်တော်တွေ့ပြီးလို့ပြောလိုက်။ဘာနာနှင့်အလိုက်ကြောက်ပထိုးရွှေတတုတွင်ရဲ့ရွှေစင်ထုတ်လုပ်မှုက2008-2009မှာ200တိဒသမ1.92ကီလိုဂရမ်ထုတ်လုပ်နိုင်ပြီး2009-2010 နိုင်ငံတော်ကိုရွှေအပ်နိုင်မှုက153.629ကီလိုဂရမ်ပါ2016ခုအောက်တိုဘာလအထိမှာကြောက်ပထိုးတပ်ထုတွင်ရွှေစင်ထုတ်လုပ်မှုက255.225ကီလိုဂရမ်ရှိပြီးနိုင်ငံတော်ရွှေစင်အပ်နိုင်မှုက63.358ကီလိုဂရမ်ဖြစ်ပါတယ်အကျွေးကြံတဲ့အကြောင်းရင်းကကျွန်တော်အဲ့မှာ lesson me တွေပဲကျွန်တော်ပြတ်တောက်တာလေး lesson me လဲအရင်ကဒီ buddhist တွေချိန်နေချိန်နေချိန်မှာကျွန်တော်ကအဲ့မှာ ဘယ်လိုခေါ်မလဲဒီလိုအပ်တဲ့ target ကမမီတော့ဘူးလေမမီတဲ့အချိန်မှာကျွန်တော်တို့ကအဲ့မှာဘယ်လိုခေါ်မလဲဒီတတ်မှတ်ထားတဲ့နိုင်ငံတော်စာချုပ်ထားတဲ့ခုနပိတ်တာ65ကျပ်သားဆိုတာလည်းပြပွားခက်ခဲအများကြီးတယ်အဲ့မှာကျွန်တော်တို့အကျွေးကြံတဲ့အချိန်မှာဒါတွေအားလုံးကကျွန်တော်အကုန်လုံးပြန်ပြီးဆက်ပစ်လိုက်ပြီးဘာမှတပြားမှမရှိပါဘူးရွှေအကျွေးကြံမရှိဘူးတပြေးပြေးပြေးစတာပေါ့နော်ဒီထုတ်လို့မှုကနေပြီးတော့တပြေးပြေးနဲ့ဒီဘယ်လိုခေါ်မလဲတလဆင်နဲ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 ကျွန်တော်နိုင်ငံတော်အဲ့အကျွေးကိုကြည့်အောင်ဆက်ပစ်တာအဲ့တော့အကျွေးတော့မရှိတော့ဘူးယနေ့အကျွေးမရှိဘူး ဆိုရီယန်စာရာ၌ပြက်လက်မှုနဲ့တထုတူဖော်မှု17ကြိုပြင်ဆင်တဲ့အချိန်ကလွဲပြီးရွှေထုတ်လုပ်မှုတွေတစ်နှစ်ပြီးတစ်နှစ်တိုးလာပြီးမယ်နိုင်ငံတော်ကိုရွှေစင်ပိတ်တာပေးသွင်းမှုနဲ့ကုန်သွယ်ခွင့်ဝင်ငွေအဆင့်ပေးဆောင်တာရောကြခဲ့ပါတယ်နေ့စဉ်ရေကြီးကားလမ်းပေါင်း9800လိုအပ်တဲ့သကိုင်းတိုင်းကြောက်ပထိုးရွှေတက်ထုတူဖော်ရေးစက်ရုံမှာစွန့်ပြေးရေနဲ့ရွှေချင်းမြေကြောင့်လဲအနီးနားကြီးရွာတွေကို တက်ရောက်မှုတွေရှိခဲ့ပါတယ်။ဆက်ယုံအနီနာကြေးရွာတွေမှာ စိုက်ပျိုးမြေတွေပျက်စီးတာတောက်သုံးရေ လိုအပ်ချက်တွေလူဆန်အားအသုံးပြုတာတွေပါပြချီနီဝင်နေတဲ့ပေါင်းမများစွာကျွန်တော်တို့ကိုင်းမော်လည်းမရပါဘူးဒီနေ့ကြက်ပြီးမရဒီနေ့ဆိုအရှင်းကိုမရလိုက်တာအစိုးရလက်ထက်တုန်းကတော့ပြစ်တာပဲပြစ်တော့ပြစ်များတော့လေစိုက်လို့ရပြီ အခု company ဝင်တော့ဟိုဟာလောက်တာအခုဒီအစိုးရဟိုဟာလောက်တာပုဂ္ဂလိကရောက်တော့စဘာပဲမှာတည်တော့တာအခုဝင်နေတာအကုန်တည်ခဏကြီးရကြောဆယ်ကရရအေးမှာရှေ့ချဝင်မိပြအဲ့ဒါနဲ့ငါအိမ်ကဒီထဲကသိခါရတယ်ကျွန်တော်တို့မှအဲ့တော့အခုလင်းနဲ့ဖြတ်သွားတဲ့အတွက်ကျွန်တော်တို့ကလောက်ကန်ပြီးတော့ကားရတယ်မြို့တောင်မှာဖုန်းကြောင်းပြီးတော့ထွက်နေတော့အဲ့ဒါကိုကျွန်တော်တို့အခု ခြေလေးမှာတနာမယ်ဆိုလို့ရှိရင်ဒီဟာကိုတည်တည်ပြီးတော့ဆုံးဖြတ်ပေးပါလို့ကျွန်တော်ကတောင်းဆိုတယ်ကြပါတို့ရွှေတက်ထုတုဘော်ရေးဆက်ရောဟာစွန့်ပြင့်ရေးနဲ့မြေတွေကိုပြန်လည်အသုံးပြုတဲ့စနစ်နဲ့အသုံးပြုနေတယ်လို့ဆက်ယုံတောင်းဝင်ရှိသူကဆိုပါတယ်။ကြေးရွာမရှိတဲ့ဆက်ယုံစီမံကိန်းမြောက်ဘက်မှာဆက်ယုံစွန့်ပြင့်ရေးအတွက်နေရာပြုတ်လုထားတာပါ။ရေဒီရေကြီးအားလုံးကဆက်ယုံကိုကျွန်တော်ပြန်သုံးလိုက်ပြီလေ။ဒီမှာအဖတ်တွေပဲကြံခဲ့ပါလေ။ ကျွန်တော်ရေပြန်ရောက်ဖို့ရှိတယ်လေကျွန်တော်ရေလိုတယ်လေအဲ့တော့ကျွန်တော်ရေလိုတဲ့ဟာကျွန်တော်အပြင်းမရှာတော့ဒီရေရွှေပါတော့ဆိုင်လိုက်နည်းနည်းအချင်းရှိတယ်ဆိုတော့ရွှေပါတဲ့ဟာကိုကျွန်တော်ပြန်တုံးတယ်တုံးပြီးဒါနဲ့ပြန်ရောက်ပဲဆက်ကိုပြန်လဲတယ်ပြန်ပစ်တယ်ပြန်လဲတယ်ပြန်ပစ်တယ်ဒီဟာကြီးကိုကျွန်တော်အလက်ကျကျွန်တော်ဆွန့်ပစ်တယ်စကိုင်းတိုင်းမှာစက်ယုံတွေနဲ့တထုဒုဖို့ရေလောက်ွက်တွေကနေပဝင်းညင်ထိခိုက်တဲ့တိုင်းစားတွေတဘောပဝင်းညင်ထိန်းသိမ်းရေးဌာနကိုရောက်လာပါတယ် ကွင်းစစ်စစ်မှုတွေလုပ်ခဲ့တယ်လို့ဒေသအပေါ်တရားမှုအချက်တွေကိုပါတွေ့ရှိခဲ့ကြအောင် ကြီးရွာလူတို့နဲ့တွေ့ဆုံစင်မှာပြောတာပါ။အဲဗျာများတဲ့ခါကျတော့ cyanide impact တော့တိုင်းတာတစ်ခုကျော်ရှိနိုင်တယ်လို့ပြောတော့သုံးသပ်ပါတယ်။နောက်တစ်ခုကဥပကလဲဟွာဒီပေါ်မြေဒီပေါ်မှာမြေဒီတောင်တူဒီပေါ်မြေကျတယ်ဆိုတော့ကျွန်တော်ကွင်းစစ်ကြည့်လိုက်အောင်ကြည့်ပြီးတဲ့အခါကျတော့ဘလောက်ထိအောင်ရှိတယ်လဲဆိုရပြောလို့ရမှာနော်။ကြောက်ဦးချောင်းလေးကိုစွန့်ပစ်တဲ့ရေယူမယ်။ နောက်ဆုံးသူတို့ဟိုပြင်ကိုထုတ်မဲ့ရေရဲ့နမူနာပေါ့နော်နမူနာကိုကျွန်တော်တို့တက်ခွဲကြည့်လိုက်ရေရှည်တော့ကဒီຢာမျိုး impact တွေကိုဟိုကအကောက်ွယ်ပေးနိုင်ရမယ်နော်အဲသူတို့ရဲ့အကျိုးစီးပွားလည်းဖြစ်ရမယ်ဒေသခံပြည်သူလူထုရဲ့လူဘဝဝန်းကျင်ကိုလည်းထိခိုက်မှုမရှိအောင်လော်မယ်အဆင့်ရောက်အောင်လုပ်တော့ကျွန်တော်တို့တောင်တူတွေဘက်ကလှုပ်ပေးသေးတင်တာဆိုရင်ဗာလဲဆိုတော့သူတို့ရဲ့ သွန့်ပြစ်တဲ့အရေးထဲမှာအစိတ်ဓာတ်တွေပါလာတာဖြစ်တဲ့အတွက်ကျွန်တော်တို့လယ်မြေတွေပျက်စီးတာဖြစ်လို့လယ်မြေတွေမကဘဲသဘောပေါက်အရင်တစ်ခုလုံးကရေတောင်းမြေအရင်မြေကြီးပျက်စီးဆုံးရှုံးတာဖြစ်လို့အဲ့ရေတောင်းမြေအရင်မြေကိုပြန်လဲပြီးတော့မှအချက်ချင်းမကောင်းနိုင်ဘူးဆိုရင်တောင်းမှာပဲအချိန်ယူပြီးတော့ပဲပြင်ပြင်ရှော့ကြတက်တာလောက်ပြင်ပေးစေခြင်းနဲ့တာဝန်ယူပြီးပြင်ပေးစေခြင်းနဲ့မြန်မာနိုင်ငံရဲ့ရွှေအများဆုံးထွက်ရှိတဲ့ကြပရိုးရွှေသက်တူတူဖို့ရေကုမ္ပဏီမှာတော့ဒေါ်ရွှေပြိုင်းမိသားစုဝင်၃ဦးအလုပ်လုပ်ကင်ပေးပါတယ် ိုင်ငံရဲ့အကြီးအဆုံးရွှေထက်ရှိရာနေရာကို ပထမဆုံးတွေ့ရှိခဲ့သူဖြစ်ပေမဲ့လက်ရှိအချိန်အထိအမိုးအကာမလုံတဲ့အိမ်မှာစာဝတ်နေရေးကို ခက်ခဲစွာရုန်းကန်နေရပါတယ်။ရွှေစားပိုင်ဆိုင်မှုမရှိပဲကျန်မာရေးအရာကြီးလက်စုကိုဝတ်ထားရတဲ့ဒေါ်ရွှေပြိုင်းမှာတော့သူ့ဘဝရဲ့တောင်းတဆုံးအိမ်မက်တစ်ခုကတော့ရှိနေပါလေရှင်။ ျမကတာယာပါရှင်ကြည်လည်ခြင်းနဲ့နောက်ပြီးတော့အလူတန်းလည်းပေးခြင်းနဲ့အလူတန်းဆိုတာဒါဘယ်လိုပြောမလဲဆိုတော့ကျောင်းကံဖရားဟုတ်ပါလေကိုတတ်တိုင်တာလေးကိုလူပွဲဝတ်ထုလေးနဲ့အဲ့လိုမျိုးပြောလေးစီလေးနဲ့အဲ့လိုမျိုးလုပ်ချင်တာပါသမီးရလဲအလားဆိုတားပါပေမဲ့အလူမလုတ်ခဲရဘူးပေါ့အဲ့လိုမျိုးအဲ့လိုမျိုးမလုတ်ခဲရလို့မင်းကြီးဘာမှစိတ်ချမ်းသာဆုံးချိန်စိတ်ချမ်းသာဆုံးချိန်ကမ ဘယ်အချိန်မှချမ်းသာတယ်လို့ရရှိဘူးသမီးဘာလို့လဲဆိုတော့ဒီဟာနဲ့မှစားနေတောက်နေရပါဆိုဒီဟာကိုကိုကအဲ့လိုမျိုးမလုပ်ရတော့စိတ်မချမ်းသာတဲ့အချိန်ကြီးတွေပါဒီအလုပ်ကလည်းအဲ့လိုဖြုတ်ခံပြန်ဆိုတော့ဘူးခွက်ကောက်စားနေရတော့ကိုဘယ်စိတ်ချမ်းသာနိုင်မှာလဲသမီးကလည်း